ီ19တဲ့အချက်10ချက်ကိုသူပြောမှာရှာနိပုပ္ပိအကရိတဝငယ်ငယ်ရဲ့ဒါလှုပ်ထားမဲ့အချက်10ချက်တဲ့အဲ့ဒါတွေကိုမလှုပ်ဘူးဆိုရင်သပစ္စာမနုတ္တပတိမင်းနောင်ရောက်တဲ့အခါကျတော့စိတ်ရှင်းရလိမ့်မယ်။နောင်နဲ့ပြပန်ရလိမ့်မယ်။လုံးသိတဲ့အချက်ဆယ်ခုကိုမင်းလှုပ်ထားပါ။လှုပ်ထားကြ။မလှုပ်ဘူးဆိုလို့ရှိရင် နောက်ကြတော့မှပူပန်တော့ကယောက်ျားလိမ့်မယ်။နောက်မလုံးမိတာမှားလိုက်တာသူစိတ်ပူပန်နေကြမယ်။အဲ့ကြရင်တော့ဒုက္ခနဲ့တွေ့ကြမှာပေါ့သူဆိုလို့။အဲ့တော့နောင်တစကားတွေဆိုတာဟိုဘုရားလုပ်တဲ့လူတွေမှသာ နောင်တစကားဆိုတာရှိတာလေ။ ဟုတ်တာလုတ်တဲ့လူကနောင်နာပါမရှိတာအဲ့တော့သူပြောတဲ့နံပါတ်၁ကပါပြောတာတော့ရှင်းရှင်းလေးပါအောက်လက်တံဝိတ္တံတပ္ပတိလူဖြစ်လာလို့ရှင်ပစ္စည်းဥစ္စာရှားရမှာနော်ပစ္စည်းဥစ္စာရှားကိုရှားမရအောင်လို့အဲ့ဒီပစ္စည်းဥစ္စာကိုရအောင်မရှားနိုင်လို့ရှင်မင်းစောင်းနေခက်ခဲလိမ့်မယ်အဲ့ဒီကြားမှာမင်းငါမရှားမိတာမှားတဲ့လူဖြစ်မှာပဲစိတ်ပူပန်ရတယ်ဒါကြောင့်မရှိရင်စိတ်ပူပန်ရတယ် နောက်လဲကြည့်နောက်စီဆိုဘာမှစားစရာမရှိဆိုစိတ်ပူတာပဲလေအဲ့ဒီပူပါမှုကိုပြောတာအလတ္တဝိတ္တံတပ်ပတိပစ္စည်းဥစ္စာဆိုရရောင်းရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါဘာလို့လဲပုပ္ပိအတ္တမှုထာနိတံငယ်ငယ်တုန်းကကြိုးစားပြီးတော့ဝိจิตနာတွေကိုရောင်းရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ် အဲ့ဒါဒီဟိုလှုပ်တင်လှုပ်ထိုက်တယ်ပစံရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာအားနေတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနေရှာရရသမျှကုံသုံးပြစ်ထားတယ်များတယ်ပေါ့နောက်ရေးသိမ့်မတွေ့ဘူးပေါ့နော်ရရစားစားဆော်ပြဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်နော် ချိုးချမ်းချမ်းစားပြီးတော့ဆူဆောင်ကြလို့ပမာပြေရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်။ဟုတ်ရှိတုန်းကရောက်လာတဲ့လူတွေအဝတ်တထဲလန်ကူတီလေးနဲ့လာပြီးတော့တော်ကြတော့ကျူရယာဆိုင်ပိုင်ရှင်ကြီးဖြစ်သွားတယ်။မုံရဘက်ကတကယ်ဇလန်လေးတို့ပြောတာမှတ်ထားဘူးလေ။တော်ရမှာ လွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေးတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ငမန်းဆွဲဆွဲလွှတ်ကြီးနဲ့ဆရာကအပေါ်ကတစ်တုံးပေါ်ကတပည့်ကဟုတ်ပြေကြီးခြိုက်တဲ့ဆရာနှစ်ယောက်အဲ့ဒါတစ်တုံးခွဲကြတယ်အဲ့ဒီတုန်းကတစ်တုံးခွဲတဲ့လူသမားတွေမှာကလားတယောက်ပါတယ်ဘုမအခေါ်ကလားပေါ်လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလုတဲ့သူကဘုမား ကလားမို့သူကခေါ်တာယူခေါ်တာမဟုတ်ခွေးကလားလို့ခေါ်တာသူ့လို့တမဟုတ်ခွေးကလားလားဆွဲနဲ့အဲ့လိုခေါ်တာအဲ့လိုနဲ့ဆရာတော်ပဲလောက်ကင်စားတော့သွားကြပြီဆယ်နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာဆယ်နှစ်လောက်ကြာသွားအဲ့ဒီလွှတ်ဆရာကြီးကရှန်ကုန်ရောက်ခဲ့လွှတ်ကောင်းကောင်းလိုက်ရှာတာ တော့ကောင်းလိုက်ရှာတော့ဈေးထဲမှာလွှတ်ရှာရင်းနဲ့အက္ကလာတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာဆရာကျွန်တော်ခွေးကလားလေလို့ပြောခေါ်ပြီးတော့ဆရာပါရှာတာတော့ဆိုငါလွှတ်ကောင်းကောင်းလို့ရှင်လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆိုသူကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေဆိုင်ပိုင်ရှင်ဖြစ်နေပြီခုလွှတ်သမားကြီးကလွှတ်ဆဲတော့မယ်ရှိရှဲလို့တော့မယ် လူကအလုံးသမားကတောင်ဆိုင်ပင်ရှင်ဖြစ်ပြီးတော့သူဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်တဲ့ကဲအဆုဆောင်မှုနဲ့ကြိုးစားမှုပွာသွားတာပေါ့အဲ့ဒါကိုပြောတာသနသနာပင်ဒီကနေ့ခင်မှလည်းအဲ့ဒါပြောတာအလတ္တဝိတံတပ်ပတိပုပ္ပိအတမုထာလိတံပစ္စည်းကိုရှာပြီးတော့ဆုဆောင်ရမယ့်ဟာတွေကိုမဆုဆောင်မိဘူးဆိုလို့ရှိရင်တဲ့ နတ်ပုပ္ပိဒနမေသိတံဣတိပစ္ဆာလူတ္တပတိငါငယ်ငယ်တုန်းကရှားရတဲ့နဲ့ဖြုံးပစ်ခဲ့တယ်ငါငယ်ငယ်တုန်းကနော်ကြိုးစားပြီးတော့မရှားခဲ့ဘူးမဆုခဲ့ဘူးဒါကြောင့်မို့အသက်ကြီးတော့စားစရာမရှိတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့စိတ်တော့ကရောက်ပါတယ်ဆုတဲ့လူတွေကတထေးဖြစ်ကုန်ပြီ तू ကတထေးပဲဖြစ်တော့အဲ့ဒါကိုပြောတာအမှန်ပါ ဒါလူလောကမှာတကယ်လုံးဝမဲ့ကိစ္စတွေပဲဒါနိဗ္ဗာန်ရောက်ချောင်းတရားလို့လည်းပြောလို့ရတယ်စီးပွားရေးအဆင်ပြေရင်နိဗ္ဗာန်ကိုသွားလို့လွယ်တယ်လေဒီဘုံမှာမိတီးပြီးတော့နိဗ္ဗာန်ရောက်ချောင်းအကျင့်လို့လွယ်တာပေါ့စီးပွားရေးအဆင်မပြေတဲ့လူကဘယ်လိုလုပ်နိဗ္ဗာန်ရောက်ချောင်းလုပ်လို့ရဒါနံပါတ်1ဟောငယ်စဉ်ခါစီးပွားဥစ္စာစ조사ရှာစွတ်စွတ်ဆောင်းဆောင်းထား မဟုတ်ရင်တကြည်လာမှမရှာနိုင်တဲ့အခါမှာမင်းနောင်တရလိမ့်မယ်ဒါတစ်ခုနောက်တစ်ခုကတော့လူဆိုတာဘဝတစ်ခုကြုံကြုံချင်းသက်ဆက်ရှာဖို့လိုတယ်ကိုယ်ကြေတနာရှေ့ရမယ်စူဆုံးထားရမယ်ကိုယ်နောက်လက်ကြည့်နောက်စီမဖြစ်သင့်ဘူးကိုယ်မှာစူစူဆောင်ဆောင်ရှိနေရမယ်နောက်ခံနောက်တစ်ခုကဘာလို့ဆိုစီးပွားရှာတယ်လို့ပဲ ညာနဲ့ကြိုးစားသင်မလို့လေဒုတိယအချက်ကတัจจရူပံပုရိတန်တံမယာသိပ္ပံနတ္တခိတံကိစ္ဆာဝုဒ္ဓိအသိပ္ပတ္တနောဣတိပစ္ဆာနုတ္တပတိငယ်ရွယ်တဲ့အချိန်မှာပညာကိုကြိုးစားသင်ရမယ်လုံနိုင်တဲ့ငယ်တဲ့အချိန်မှာဆိုရင်တဏှေကုန်လုံးမပင်မှန်းဘူး တကြည်ရင်တော့မတင်နိုင်ဘူးမျက်စိကောင်းတယ်နားကောင်းတယ်သူကအင်အားရှိတယ်အဲ့ချိန်မှာဆိုရင်အတတ်ပညာကိုတောင်းတင်ရမယ်ဘာပဲဖြစ်ပညာမျိုးစုံတက်နေအောင်လုပ်အောင်ပညာမျိုးစုံသင်ရမယ်တဲ့စူးစမ်းပြီးတော့သင်ရမယ်ဘာကြောင့်လို့ဆိုရင်ကိစ္ဆာဝုဒ္ဓိအသိပ္ပတာအတတ်ပညာမရှိရင်သံဝေဝန်ကြောင့်ခက်တယ်တဲ့ဟုတ်တယ်ကိုတတ်တာလေးတခုရှိရင်အဲ့ဒီတတ်တာလေးကိုမိပြုပြီးသံဝေကြောင့်ဝန်ကြောင့်လုပ်လို့ရတယ် ။ဒါအတ္တပညာမတတ်ဘူးဆိုလို့ရှိရင်အသက်မွေးဖို့ခက်တယ်။ဒါကြောင့်ဘုရားရှင်ကမှပညာကြိုးစားရှာပါ။ပြုကြိုးစားသင်ပါ။မသင်ခဲ့ဘူးဆိုရင်မင်းနောင်တရလိမ့်မယ်။သက်ကြီးမှတော့မင်းမသင်နိုင်တော့ဘူး။ရေစရာလည်းမကောင်း။နားလည်းမကောင်း။သူကလည်းသိမလုံနိုင်ဘူးဆိုရင်သွားပြီးအဲ့ချာ။ဘာမှလည်းပညာမတတ်ဘူးဆိုသူကမှလည်းမခိုင်းတော့။အဲ့ဒါဒုတိယအချက် ဲ့တော့လူလောကရောက်လာလို့ရှိရင်သနသနမင်းလမ်းညွှန်ချက်ကဘာလို့ဆိုနံပါတ်1မင်းစီပါချာစူးစူးဆောင်းဆောင်းထားနံပါတ်2ကမင်းပညာရှာပညာမျိုးစုံတက်အောင်သင်ဟောဒီနှစ်ခုပဲဒါလူငယ်လူရွယ်တွေအတွက်အရေးကြီးဆုံးဆုံးမချက်ပဲဒါနော်တိုင်းသူပြည်သားတွေနော်စီပေါင်းဆက်ရအောင်ရှာကြအတတ်ပညာတက်တက်အောင်သင်ထားကြကိုပညာနဲ့ကိုလို့ဆောက်လို့ရမယ်ဒီနှစ်ခု ေဟုတ်ပြီနောက်တတိယအနေနဲ့ဗာပြောတော့ဆိုကုတဝေတိပုရိအသိပိတုနောပိဋိမန္တိကောသံသောသဖုသောသပိဣတိပစ္ဆဒုတပတိလူဆိုတာစီပွားလဲရှာပညာလဲသင်အဲ့ဒီချက်မှာရိုးသားဖြောင်းမတ်ဖို့ကိုကျင်တရားကောင်းဖို့လိုတယ်တဲ့ မယုံသားတဲ့ဘုရားဘာတော့ဆိုရင်ပတ်စံမရှိတော့သူကပတ်စံရှာတယ်ဘာနဲ့ရှာတော့ဆိုကောက်ချစ်ဆင်းလဲတဲ့နေ့တွေနဲ့ရှာခေါ်လူစီကပတ်စံခြီးသွားလိုက်ပြန်မပေးဘူးဒီလူစီကပတ်စံခြီးသွားလိုက်ပြန်မပေးဘူးဟောလိမ့်နေလျှပြားတယ်ကုတဝေတီပုရိအသေကောက်ချစ်ဆင်းလဲတဲ့အတုလုပ်ပြီးတော့ရောင်းတယ်ပတ်စံရှာပြီးအဲ့ကျတော့ပညာနဲ့ရှာတာမဟုတ်တော့ဘူးအတုနဲ့ရှာလိမ့်လေပြီးတော့ပတ်စံရှာ ရှာပြီးတော့လူနှစ်ယောက်ကြားထဲမှာလည်းပဲခုခေတ်စကားနဲ့ဆိုဂျင်းထဲပေါ့ဟိုလူနဲ့ဒီလူမတည့်အောင်လုပ်တာတော့ဘာတွေဒါတွေလဲလုပ်တယ်ပိဋိမန်တိကောတဲ့သူများပိဋိမန်တိကဆိုတဲ့စကားတော့ပိဋိဆိုတာကြောမန္တဆိုတာအသာလူတယောက်ရဲ့ကြောသားကိုစားတယ်လို့အဓိပ္ပာယ်ရတယ်တိုက်ရိုက်အဓိပ္ပာယ်ဒါပေမဲ့ဒါဣရိယံစကားပေါ့ ပိဋိမန္တိကောဆိုတာဘာလို့ဆိုရင်နောက်ကွယ်ကနေပြီးတော့တဆိုးလက်ဆောင်ယူပြီးတိတုဒုက္ခပေးနေဒုက္ခဟုတ်ဘာလို့ဆိုလို့ရှိရင်တရားဆွဲတဲ့သူတွေတရားဝိရိနိုင်အောင်သူကမြောက်ထိုးပင်ကိုလှုပ်တယ်ဒီအမှုသူသူနိုင်အောင်လှုပ်ပေးမယ်ဆိုတဲ့လူမျိုးပေါ့နော်သူကလို့ရှိရင်သူနိုင်အောင်လှုပ်ပေးမယ် အမှုဘလောက်ပဲအမှုကထင်ရှားနေနေသူကနေပြီးတော့ခိုးလူဆက်ပတ်စံယူပြီးတော့သူနိုင်အောင်မျိုးစုံလုပ်ပေးတယ်ခုခေတ်ဆိုရင်တော့ဘာခေါ်တော့ဟိုခေါ်ရရှိတယ်လေဟိုငားတာပေါ့လူငားပြီးတော့လောက်တာလေလော်ဘီဆိုတာလေလော်ဘီငားထားတာပတ်စံပေးပြီးတော့သူနိုင်အောင်လုပ်တယ်လေ အဲ့လိုလောဘီငှားပြီးတော့စားတဲ့လူတွေကိုပိဋိမှန်တိကလို့ခေါ်တယ်။သူများကြောကိုတော့ကနေပမာစကားကတော့နောက်ကျောင်းကနေဓာတ်နဲ့ထိုးတယ်လို့ပြောတာ။ဒီပါဠိကျတော့အဲ့လိုပါဠိစာပေမှာတော့အဲ့လိုမဆိုဘူးသူကပါဆိုတော့ပိဋိမှန်တိကောသူများကြောကုန်းကိုကြောသားကိုစားသူလို့ဆိုအနောက်ွယ်ကနေပြီးတော့မတရားလုပ်ပေးတဲ့လူကိုပြောတာ။ပတ်ဆက်ယူပြီးမတရားလုပ်ပေးတယ်။ဒါရလည်းရှိတာပဲခုခေတ်လည်းရှိနေတာ။ စံဒေါသဖုဒေါသပြီးတယ်ကိုမူရလဲကြမ်းတယ်စိတ်ဓာတ်ကလည်းကြမ်းအဲ့တော့မဟုတ်တာဆိုအကုန်လုံးတယ်အဲ့ဒီမဟုတ်တာအကုန်လုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနောက်ဆုံးအချိန်ရောက်လို့ရှိရင်ငါမဟုတ်တာတွေလုတ်တယ်ဆိုပြီးတော့တေခါနေကြတော့စိတ်ပူပန်ရလိမ့်မယ်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါမလုတ်သင့်ဘူးလို့ပြောတယ်နောက်စတုထအချက်ကလည်းဒုစရိုက်နဲ့ဆိုင်တယ် ူတယောက်ဟာတရားစဉ်အခါမှာကောင်းကောင်းမွန်မနေပဲနဲ့ပါဏာတိပါတိပုရိအသိလုတ်တော်စာပိအနာရိယဘုဒ္ဓနာနာပစာဧတာဣတိပစ္ဆာနုတ္တပတိအသက်အရွယ်ငယ်တဲ့အချိန်တော့ဆိုရင်တော့တတော်ဘာဆိုလဲတတ်လိုက်တာပဲလူတတ်ရမယ်ဆိုလဲတတ်လိုက်တာနော်တတ်တယ်လှုပ်တော့ စိတ်ကကြံ့နဲ့ရဲဆက်တယ်အနာရီရောလူတော်လူကောင်းစိတ်မရှိဘူးလူစိတ်မရှိဘူးဘူတာနာနာပစာရိတ်တန်စာဘယ်သူမှကြည့်မဆိုင်ဘူးအကျဉ်းနာတရားမေတ္တာတရားကင်းမဲ့တယ်ဘာသာပေးရင်တော့လောက်တာပဲဘယ်သူတတ်ဆိုရင်လည်းငားရင်လိုက်တတ်တာဟာအဲ့လိုပုဂ္ဂိုလ်မျိုးတွေအဲ့လိုလောက်ပြီးနောက်နောက်ချိန်ရောက်လာတဲ့အခါကျရင်တဲ့ မနေရလို့သိတဲ့အခါကျတော့ရှင် သူလို့သူလို့ရတဲ့ပုံမှာသူဟာဆင်းရဲဒုက္ခတွေရောက်တော့မှာပဲစိတ်ပူပန်မှုတွေဖြစ်တယ်ကိုလို့တာကောင်းမှမကောင်းတော့နော်မကောင်းတဲ့အတွက်စိတ်ပူရတယ်အဲ့တော့ကိုချင်းတရားပြက်ပြားပြီးတော့ဒါစီဝါရှာတဲ့နေနှစ်ခုပဲနော်အဂတိလိုက်စားပြီးတော့စီဝါရှာတယ်မတရားနောက်ွယ်အနေပြီးတော့စီဝါရှာတယ် နောက်သူများသက်တက်ပြီးတော့စီးပွားရှာတယ်ကျန်တဲ့ရက်ဆက်တယ်ဘယ်သူ့ပေါ်မှာကျန်တဲ့တရားမထားဘူးဆိုတာအဲ့ဒါတွေမလုပ်ပါနဲ့ဒါဒုစက်နှမျိုးဒီမှာဖော်ပြထားပြီနောက်နောက်တစ်ခုကဘဟုသူဝတ္တတန်တိသူအနာပါတိသူအဋ္ဌိသူအနာပါဒာသူအဋ္ဌိသူပရဒါရာအာသေဝိတံဣတိပိဿောလူတပတိ နောက်ဆုံးချက်ကတော့ယောက်ျားတွေကိုအဓိကထားပြီးတော့ပြောတဲ့စကားတစ်ခုပေါ့နော်လောကမှာတဲ့အမျိုးသမီးအိမ်တော်မရှိတဲ့အမျိုးသမီးတွေအများရှိတာပဲတဲ့အဲ့တော့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့သူတွေပြဋ္ဌာန်းတာပေါ့နော်အဲ့လိုဖောက်ပြန်လို့ရှိရင်လည်းပဲ တော့တော့ပူပန်ရတတ်တယ်ကိုချင်းတရားပြက်ပြတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြတတ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာနော်အဲသူတော်မယားမပြင်းမှားနဲ့လို့ဆိုလို့တယ်ပေါ့သူတော်မယားမပြင်းမှားနဲ့သူများဥစ္စာကိုလိန်ညမယူနဲ့သူတော်အသက်ကိုတတ်ဖြတ်ရက်ဆက်တာတွေမလုံးနဲ့သူတော်မယားမပြင်းမှားနဲ့ဆိုရင်ဒီဒီ Pada hari arena nak kami itu biasa sarawe ditunggu dia biro piora no pawang lain macam ditunggu be eri lu nama tiga Puji danau tahu ngaya yang masyarakat aje. Nama tiga ada banyak nyata yang matang aje. နံပါတ်3 4 5ကပါတော့ဆိုရင်ကုချင်းတရားပြပြခဲ့တာ၄ပါဏတိပါဒအရိဏဒါနကာမိတ္တမိစ္ဆာဆရာဆိုရကိုကျင်တရားပြက်ပြက်ပြခဲ့တာအဲ့ဒီကနေပြီးတော့ဒါတွေကမလုံးသင်တာတွေကိုရှောင်းမှာနောက်တစ်ခါလုံးသင်တာမလုံးတာလည်းရှိသေးတယ်ပဟုံမိဝတ္တတန္တမိအာနာပါဏိဥပတိတေကို့မှာပြည့်စုံစံလဲတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ် အလိုရှိရတဲ့နဲ့ဘသူကိုမှပေးကမ်းထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတော့မပေးခဲ့လို့တောင်းကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ဒါဘသူမှလည်းမလူခဲ့ဘူးငါပေါ်တော့အခုကျတော့ငါတော့စားစရာမရှိဘူးဆိုဖြစ်လာစိတ်တပူပန်ရတယ်တဲ့ဒါကနောက်တစ်ခုကတော့ဘာလို့ဆိုမိဘနဲ့ပတ်သက်လား မန္တရံပိတရံစာပိစေနကံကတယောပနဘဟုတံတော့နဘောတိတံတပိစ္ဆမတုဣတိပိစ္ဆမတုတပတိအမိဖေရေတည့်ရကြီးလာတဲ့အခါမှာငါထောက်ပတ်နိုင်ရတဲ့နဲ့ငါအမိဖေရေမထောက်ပတ်ခဲ့ဘူးအမိလည်းတည်သွားပြီဖေလည်းတည်သွားပြီငါဘာမှမလုပ်လုပ်ခဲ့နိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာ ူကနောက်တတ်ပူပန်ရတတ်တယ်တဲ့အဲ့ဒါငါအမေဖေတွေအတွက်ပါမလုပ်ခဲ့ရဘူးနောက်တစ်ခုကတော့အာစရိယမနုတ္တထာနာသဗ္ဗကမ္မရတံဟရာပိတရံအတိမိညိတာအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမယာကြီးခင့်မမိပါဘူးကိုနေရာကိုနေသားမှလို့ အဖေပေါ်မှာတာတလချီးပြီးတော့လှုပ်ခဲ့တာတွေနဲ့ပသက်ပြီးသူကတောင်းတပူပန်ရတတ်တယ်မိဘစကားကိုအဲ့လိုမလုပ်ရဘူးလို့ဆိုလို့လည်းပေါ့နော်ဒါလည်းအဲ့တော့မိဘကိုယုံသိနေစားဖို့ဆိုပြီးဆုံးမအဲ့ဒါကြီးပြီးတဲ့အခါကျတော့နောက်ဆုံးမတာတော့တမဏိပြမဏိစာပိသီလဝန္တိဘောဓုတေနာပုပ္ပေနာပုပ္ပေပြိပ္ပိပြိယုပယိတ္တ ဣတိပိစမနုတ္တပတိအကျင့်ကောင်းတဲ့ကုကျင်းသီလနဲ့ပြည့်စုံတဲ့ဘောဓိရကျွမ်းဝတဲ့တမနာပြမနာတွေဟောလားတမနာပြမနာဆိုတာဘာသာရေးပေါ့နော်ခုဆိုရင်တော့ယဟန္တန်ဃာတွေပေါ့ဒါလိုပြောလို့ရတာအဲ့လိုယဟန္တန်ဃာတွေကိုချင်းကပ်ပြီးတော့မတိသေးတာတွေသိအောင်မတိသေးတာတွေသိအောင်သိတာတွေကို ိုပြီးတော့ရှင်းလင်းအောင်စိတ်ကပ်မေးမြန်းခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှိရင်လည်းနောင်တပူပန်ရတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာနော်နောင်တပူပန်ရတာပဲဒါလည်းငါဒီရှမ်းပုံနာတွေရဲ့တမနာပြမနာတွေကိုချင့်ကပ်ပြီးတော့ဒီအသိပညာရှားရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့စိတ်ပူပန်ရတဲ့ နောက်ဆုံးတစ်ချက်ကပါတော့ပါရုဟောတိတပိုးစိန်သောပန္ဒောစာပြုပါ၏တိတောနာစာပုပ္ပိတပိုးစိန်သောဣတိပိစ္ဆာဒုတပတိအဲ့ရငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တော့သူစိုက်တရားဆိုကိုချင်းတရားတွေကိုချင့်ကြအောင်ချင့်ကြကြုပ်ကိုအထောဥပမာဥပုသ္စာမယ့်အချိန်စောင့်နေနော်ကောင်းတဲ့လုပ်တွေဥပုသ္စာနေတရားထိုင်နေဒီလိုဟာမျိုးတွေ လှုပ်သိမ်းလှုပ်ထိုက်တယ်ပေါ့နော်အဲ့ဒါဥပုသ္စောင်းရင်တရားထိုင်ရင်ဆိုတော့ဒီလိုကိစ္စတွေဟာငါမလုပ်ခဲ့ဘူးတလားလေးတဲ့ဥပုတခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတယ်ဒီကနေ့ကျတော့သူများတွေဥပုသ္စောင်းတဲ့လူတွေတူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုပ်မိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့အလုံးပေါင်းတော့ဆယ်ချက်ပဲ